ဒီနေ့မှာတော့မြမောက်ကဲနိုင်ငံရေးလောကရဲ့အခြေအနေဟောင်းတွေကိုလှုပ်ခါပြစ်လိုက်တဲ့အဖြစ်အပျက်ကြီးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့ယူကန်ဒါနိုင်ငံကရွှေပြောင်းနေထိုင်သူတဦးရဲ့သားဖြစ်ပြီးအိန္ဒိယနယ်ဝါတအူလည်းဖြစ်တဲ့ဇိုဟန်မန်ဒန်နီရဲ့နယူးယောက်မြို့တော်ဝင် ရွေးကောက်ပွဲမှာရရှိခဲ့တဲ့အမခန်းအောင်ပွဲအကြောင်းပါ။မန်ဒန်နီဟာစာပိုင်းမှာသူ့ကိုလှောင်ပြောင်ရီမောခဲ့ကြတဲ့တန်တရားစိတ်တွေထားခဲ့သူတွေကိုသူ့ရဲ့လုပ်ရက်နဲ့အတန်တိတ်သွားစေခဲ့ပါတယ်။ဒါမျိုးကိုလွယ်လွယ်ကူကူရရှိခဲ့တာမဟုတ်ဘဲ အမျိုးမျိုးသောအခက်အခဲပေါင်းများစွာကိုကြောဖြတ်ပြီးဒီအောင်ပွဲကိုရယူခဲ့တာပါဒီအောင်ပွဲဟာကမ္ဘာအရင်းရှင်စနစ်ရဲ့အလဲဘဟုလို့ခေါ်တဲ့နယူးယောက်မြို့တော်ကြီးလိုနေရာမျိုးမှာဖြစ်ပေါ်လာခဲ့တာပါဝေကြီးအင်အားလော်ဘီအဖွဲ့နဲ့မုံဒီယေးစကလုံးတွေကိုလွှမ်းမိုးထားတဲ့နိုင်ငံရေးလောကကြီးရဲ့အလဲဘဟုမှာဆိုရှယ်လစ်မွတ်စလင်နဲ့ပါလက်စတိုင်းကိုထောက်ခံသူတို့ဦးဖြစ်တဲ့မန္တန်ရဲ့အောင်ပွဲဟာတမိုင်းသစ်ကိုရေးထိုးလိုက်တာပဲဖြစ်ပါတယ်ဒါဟာရိုးရိုးရှင်းရှင်းနိုင်ငံရေးအောင်ပွဲတစ်ခုတက်ကိုပို့ပါတယ် ငွေကြေးနိုင်ငံရေးအစင်လာဟောင်းကိုထိမ့်သိမ့်လို့သူတွေနဲ့အင်အားကြီးမတဲ့အာဏာပိုင်များကိုဓာတ်ရိုက်ရွေတိုက်ခိုက်လိုက်တဲ့အင်အားပြင်းထွန်းလွှဲချက်တစ်ခုဖြစ်ပါတယ်။ဇိုဟန်မန်နာနီဟာ New York မြို့တော်ဝင်ရွေးကောက်ပွဲမှာသူ့ရဲ့ပြိုင်ဘက်တွေကိုအပြတ်အသတ်ဖျက်ချော်ပြီးအနိုင်ရရှိခဲ့ပါတယ်။အမေရိကရဲ့အဓိကမြို့ကြီး၅မြို့တွေက Brooklyn, Manhattan နဲ့ Queens စတဲ့အရေးပါတဲ့ဒေသသုံးခုမှာသူအနိုင်ရခဲ့တာပဲဖြစ်ပါတယ်။ဒီအောင်ပွဲကအမေရိကကိုယ်တော်မကတကဘာလုံးကိုပါအံ့အားသင့်စေခဲ့ပါတယ်။ ဘာတောင်လဲဆိုတော့မန္တန်နီဟာမြို့ရဲကိုဒလေလောင်းတွေထဲမှာအစ္စရေးကိုထောက်ခံနေမပြုတဲ့တဦးဒီသောပုံကိုဖြစ်ပြီးပါလက်စတိုင်းပြည်သူတွေရဲ့တိုက်ပွဲကိုလည်းအံ့ဩလောက်အောင်အတန်ကြကြနဲ့ထောက်ခံခဲ့သူတဦးဖြစ်လို့ပါပဲဒီရွေးကောက်ပွဲမှာစိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ကိုဒလေလောင်းတွေရဲ့နောက်ကွယ်မှာဘလို့အင်အားစုတွေရပ်တည်နေတယ်လဲဆိုတဲ့အချက်ပါပဲသူရဲ့အဓိကပြိုင်ပွဲဖြစ်တဲ့ဝိုင်းရင်နိုင်ငံရေးသမားအန်ဒရူးကူမိုကတော့ဝိုင်းရင်နိုင်ငံရေးသမားတွေစီးပွားရေးလုပ်ငန်းရှင်တထေးကြီးတွေနဲ့ဒေါ်နယ်ထရန့်အီလွန်မတ်စ်လို့ ထင်မော်ကြော်ကြားတဲ့ချမ်းသာကြွယ်ဝသူ26ဦးရဲ့ထောက်ခံမှုကိုရရှိထားခဲ့ပါတယ်။မန်တာနီကတော့သူ့ကိုယ်သူဘီလီယံနာထောက်ခံမှုမပါသူအဖြစ်ဂုဏ်ယူစွာတစိုက်ကတ်ခဲ့ပါတယ်။တကယ်တော့သူ့ကိုထောက်ခံသူဘီလီယံနာတဦးဖြစ်တဲ့အဲလစ်ဘတ်ဆိုင်မွန်စ်ရှိခဲ့ပေမဲ့ဒီပုဂ္ဂိုလ်ကနိုင်ငံရေးမှာဝင်ရောက်လေးမရှိသူဖြစ်တာကြောင့်အင်အားကြီးထောက်ခံမှုလို့ပြောလို့မရပါဘူး။ဒီအခြေအနေကို မြင်တွေ့ရတဲ့အခါလူအများစုဟာဘာရက်အိုဘားမားပထမဆုံးအကြိမ် အမေရိကန်နိုင်ငံရေးစနစ်ဟောင်းကိုစိန်ခေါ်ခဲ့တဲ့အချိန်ကာလကိုပြန်အမှတ်ရမိရပါတယ်။ဒါဟာနိုင်ငံရေးတွေကအင်အားကြီးသူတွေကိုစိန်ခေါ်ပြီးပြည်သူတွေရဲ့အင်အားနဲ့အောင်ပွဲခံခဲ့တဲ့နိုင်ငံရေးလောကရဲ့အလှည့်ပြောင်းတဲ့တရက်ဖြစ်ပါတယ်။ဇိုဟန်မန်ဒါနီကိုညူယောက်မြို့တော်ဝင်ရေကောက်ဘေးမှာအောင်ပွဲရရှိစေခဲ့တဲ့လှုပ်ဝက်ချက်ကအများကြီးမရှိပါဘူး။အလွန်ကိုမှရိုးရှင်းတဲ့အကြောင်းအရာနှစ်ခုကြောင့်ပါ။အဲ့ဒါတွေကတော့ရွှေပြောင်းအခြေချသူနဲ့လူငယ်တွေပဲဖြစ်ပါတယ်။ နယူးယောက်မြို့ရဟာရွှေပြောင်းအခြေချသူများရဲ့မြို့ရဖြစ်ကြေကြပြီးမြို့နယ်လူဦးရေရဲ့၃ဘုံ၃ဘုံခန့်33ရာခိုင်နှုန်းဟာပြည်ပနိုင်ငံတွေကနေလာရောက်ကြသူတွေဖြစ်ပါတယ်။မန္တလေးဟာဒီလူတွေရဲ့စကားကိုနားလည်ပြီးသူတို့ရဲ့ဘာသာစကားတိုင်းပြန်လည်ပြောဆိုခဲ့ပါတယ်။သူဟာတရားမျှတတဲ့တင်းတင်းလျှောက်ပတဲ့နေထိုင်ခွင့်နဲ့တူညီတဲ့အခွင့်အလမ်းများအကြောင်းကိုခိုင်ခိုင်မာမာပြောဆိုခဲ့တာကြောင့်သူတို့ရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။မန္တလေးရဲ့အောင်ပွဲဟာစံချိန်တင်ခဲ့ပါတယ်။ သူဟာမဲပေါင်းတသိန်းကျော်ကိုရရှိခဲ့ပြီးဒါဟာ1969ခုနှစ်နောက်ပိုင်းမှာဘယ်သူမှမရရှိခဲ့ဘူးတဲ့စံချိန်တင်မဲရေတွက်ဖြစ်ပါတယ်ဒီရွေးကောက်ပွဲဟာနှစ်ပေါင်း90ကျော်အတွင်းမှာမဲပေးသူရေတွက်အများဆုံးအဖြစ်လဲမှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဒါဟာညူယောက်မြို့သားတွေဟာ နိုင်ငံရေးမှာစိတ်ဝင်စားမှုမြင့်မားလာတာကိုပြသနေပါတယ်ဒီအောင်ပွဲကြောင့်မန်နာနီဟာညူယောက်မြို့ရဲ့တမိုင်းမှာစံချိန်များတာကိုတပြိုင်တည်းချိုးဖြတ်ခဲ့သူဖြစ်လာခဲ့ပါတယ် သူဟာရာသူနှစ်တွင်အသက်ငယ်ဆုံးမြို့တော်ဝင်ဖြစ်လာခဲ့ပါတယ်။သူဟာနယူးယောက်မြို့ရဲ့ပထမဆုံးမွတ်စလင်မြို့တော်ဝင်ဖြစ်ပါတယ်။ဒီရာထူးကိုရယူခဲ့တဲ့ပထမဆုံးတောင်အာရှနယ်ပွားအမေရိကန်ခေါင်းဆောင်လည်းဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ကမ္ဘာ့ဗန်နာယင်းမြို့တော်ရဲ့အထွတ်ထိပ်နေရာကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တဲ့ပထမဆုံးသောဒီမိုကရက်တစ်ဆိုရှယ်လစ်လည်းဖြစ်ပါတယ်။ဒါဟာနယူးယောက်လမ်းမတွေကနေစတင်ခဲ့တဲ့တော်လှန်ရေးတစ်ခုလို့ဆိုနိုင်ပါတယ်။ ။ဒီအောင်ပွဲမှာအရေးကြီးဆုံးအချက်ကတော့ဇိုဟန်မန်ဒါနီဟာနိုင်ငံရေးလောကရဲ့အစင်လာကိုချိုးဖြတ်ပြီးကွဲပြားခြားနားတဲ့ပုံစံဖြစ်ထွက်ပေါ်လာခြင်းပါပဲ။အမေရိကန်နိုင်ငံရေးသမားတွေဟာပါလက်စတိုင်းကိစ္စကိုထိဖို့တောင်းကြောက်ရွံ့နေတဲ့အချိန်မှာမန်ဒါနီကတော့ပါလက်စတိုင်းကိုထောက်ခံသူနဲ့ဇီယွန်ဝါဒကိုဆန့်ကျင်သူအဖြစ်ခိုင်ခိုင်မာမာယက်တည်ခဲ့ပါတယ်။ဒီလိုယက်တည်ချက်မျိုးကိုပင်မရေးစည်းတောင်းနိုင်ငံရေးသမားတွေအတွက်ယူဖို့မဖြစ်နိုင်တော့ပါဘူး။သူ့ရဲ့မဲဆွယ်စည်းရုံးရေးဂတိများတဲ့ကတခုကတော့ လူအများအတွက်အလွန်အမင်းယူသွေရာရောက်ခဲ့ပါတယ်။အဲ့ဒါကတော့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကနယူးယောက်မှာခြေချမယ်ဆိုရင်နိုင်ငံတကာဥပဒေအရဖမ်းဆီးမယ်ဆိုတဲ့ကတိပဲဖြစ်ပါတယ်။2025ခုနှစ်အော်တိုဘာလ9ရက်2023ခုနှစ်ဟာမက်စစ်သွေးကြောရဲ့တိုက်ခိုက်မှုရဲ့နှစ်နှစ်ပြည့်မှာမန္တလေးထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကနိုင်ငံရေးမုံတိုင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူဟာဟာမက်စ်ရဲ့တိုက်ခိုက်မှုကိုကြောက်မွက်ဖွယ်ရာစစ်ရာဇဝတ်မှုတစ်ခုဖြစ်ဖော်ပြခဲ့ပေမဲ့ အစ္စရေးဆိုရကိုလည်းပါလက်စတိုင်းပြည်သူများအပေါ်ဂျီနိုဆိုက်ဆင်နွှဲနေတယ်လို့ဆွဆွဲပြောကြားခဲ့ပါတယ်။ဒီကြေညာချက်ကြောင့်လူအများပြားကသူ့ကိုဆန့်ကျင်ဂျူးဝါဒကိုပုံမှန်ဖြစ်အောင်လုပ်နေသူလို့ဆွဆွဲခဲ့ကြပါတယ်။ဒေါ်နယ်ထရန့်ကတော့ဝင်ရောက်ဆွတ်ဖက်ပြီးမန်ဒါနီကိုကွန်မြူနစ်လို့ခေါ်ဝေါ်ခဲ့ပြီးသူ့ကိုထောက်ခံတဲ့ဂျူးလူမျိုးမဲဆန္ဒရှင်များကိုမိုင်းမဲတဲ့ကောင်လေးလို့တယောခဲ့ပါတယ်။ဒါပေမဲ့အန်အောစရာကောင်းတဲ့အချက်လက်တစ်ခုကတော့မန်ဒါနီရရှိခဲ့တဲ့33ရာခိုင်နှုန်းဟာ နယူးယောက်မှာရှိတဲ့ဂျူးလူမျိုးမဲဆန္ဒရှင်တွေစီကနေရရှိခဲ့တာဖြစ်ပါတယ်။ဂျူးဖုံးတော်ကြီးချိုးကတော့သူ့ဘက်ကနေကာကွယ်ပြောဆိုခဲ့ကြပါတယ်။မန္တနီဟာဂျူးလူမျိုးကိုစန့်ကျင်သူမဟုတ်ဘဲဂါဇာနဲ့အနောက်ဘက်ကန်ကအစ္စရေးအစိုးရနဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြမ်းမှုများကိုသာဒေါသထွက်နေခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။သူတရဝင်းရွေးကောက်ခံရပြီးနောက်မှာမန္တနီကြောင့်အကျိုးသက်ရောက်မှုဟာစတင် ခံစားလာရပါတယ်။ Israel Store ဈေးကွက်ဟာခဏတာကျဆင်းသွားခဲ့ပါတယ်။ ဇိုဟန်မန်ဒါနီဟာနယူးယောက်မြို့တော်ဝင်ဖြစ်လာခဲ့ပြီးဖြစ်ပေမဲ့သူ့ရဲ့ခရီးရှည်ကြီးဟာဒီနေရာမှာတကယ်တမ်းစတင်စိန်ခေါ်ခံရတော့မှာဖြစ်ပါတယ်။အောင်ပွဲရတာဟာအဆပဲရှိပါသေးတယ်။အခုချိန်ကစပြီးသူဟာအင်အားကြီးမားတဲ့စန့်ကျင်မှုတွေကိုရင်ဆိုင်ရတော့မှာပါ။ပထမဆုံးနဲ့အကြီးမားဆုံးစမ်းသပ်မှုဟာအမေရိကန်နိုင်ငံရေးမှာဩဇာအလွှမ်းမိုးဆုံးသူတဦးဖြစ်တဲ့ဒေါ်နယ်ထရန့်စီကနေတိုက်ရိုက်ရောက်ရှိလာခဲ့ပါတယ်။ရွေးကောက်ပွဲမကျင်းပငွေတွေက Trump ဟာ ရှင်းလင်းပြတ်သားတဲ့ချင်းချောင်းမှုကြီးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။မန္တလေးသာနိုင်ရခဲ့ရင်နယူးယောက်မြို့ကိုအစိုးရကပေးနေတဲ့ထောက်ပံ့ငွေ Federal ရန်ပုံငွေအလုံးကိုဖြတ်တောက်ပြစ်မယ်လို့ဆိုခဲ့ပါတယ်။ဒါဟာမြို့ကြီးတစ်ခုလုံးရဲ့လုပ်ငန်းဆောင်လာတွေဝန်ဆောင်မှုတွေကိုရပ်တန့်သွားစေနိုင်တဲ့ကြီးမားတဲ့ချင်းချောင်းမှုပါ။ဒီထက်ပိုဆိုတာကတော့ ICE Federal လူဝင်မှုကြီးကြပ်ရေး Agency ရဲ့ပြင်းထန်တဲ့ပြည်နှံနှံပေးရေးဝါဒဆိုလိုတာကရွှေပြောင်းနေထိုင်သူတွေကိုအစုလိုက်ပြုံလိုက်ဖမ်းဆီးနှင်ထုတ်တဲ့အစီအစဉ်ကို မြို့တော်ဝင်မန္တန်ဒီကညင်းပင်ရင် မန္တန်ဒီကိုယ်တိုင်ကိုပါဖမ်းဆီးမယ်လို့ထတ်ဆင့်ချိန်ချောက်ခဲ့ပါတယ်ဒီလိုကြီးမားတဲ့ချိန်ချောက်မှုတွေကြားမှာမန္တန်ဒီကတော့သူ့ရဲ့ပုံမှန်အတိုင်းအေးစိတ်တည်နေပြီးပြတ်သားတဲ့ပုံစံတွေပဲတုံ့ပြန်ခဲ့ပါတယ်ထရန့်ကကျွန်တော်ကိုပို့ပြီးပြင်းထန်စွာတိုက်ခိုက်လေလေသူဟာကျွန်တော်တို့ရဲ့ပြည်သူထောက်ခံမှုအတွက်ပို့ကြီးမားတဲ့စင်မြင်းတစ်ခုကိုဖန်တီးပေးလေလေပါပဲလို့တုံ့ပြန်ခဲ့ပါတယ်သူဟာသူ့ရဲ့အဓိကတော့ချက်ဖြစ်တဲ့အမြင်တစ်ခုကိုအလေးပေးပြောကြားခဲ့ပါတယ် ညောင်မျိုးရဲ့ဝိသေသလက္ခဏာကရွှေပြောင်းခြေချသူများရဲ့မြို့တော်ဖြစ်ပြီးကဘာတော်ဝန်းကလာရောက်သူတွေလက်တွဲတည်ဆောက်ခဲ့တဲ့မြို့ဖြစ်တယ်လို့သူကဆိုပါတယ်။သူ့အတွက်တော့ရွှေပြောင်းခြေချသူများဟာအမေရိကအတွက်ချိန်ချောင်းမှုမဟုတ်ပဲနယူးယောက်ကိုအသက်ဝင်စေတဲ့နှလုံးသားဖြစ်တယ်လို့ခံယူထားပါတယ်။မန်နာနီဟာစကားပြောနေုံနဲ့ယက်နေမှာမဟုတ်ပါဘူး။သူဟာဒီချိန်ချောင်းမှုတွေကိုလက်တွေ့ကြတဲ့လုံဆောင်ချက်တွေနဲ့တုံ့ပြန်ဖို့အစီအစဉ်ဆွဲထားပါတယ်။အဲ့ဒါကို သူက Trump Proofing လို့နာမည်ပေးထားပါတယ်။ဒီမူဝါဒဟာဝါရှင်တန်ရဲ့အစွန်းရောက်မူဝါဒတွေကနေပြည်သူတွေကိုကာကွယ်ဖို့အတွက်ဒီမိုကရက်တစ်ပြည်နယ်ချုပ်မှာအရင်ကတည်းကကျင့်သုံးခဲ့ပြီးသားဖြစ်ပါတယ်။ Trump Proofing Season အောက်မှာမန်နာနီလှုပ်ဆောင်မဲ့အဓိကအချက်တွေကတော့ရွှေပြောင်းနေထိုင်သူများကိုကာကွယ်တာအစုလိုက်ပြောင်းလိုက်ပြီးနှံနှံပေးတာနဲ့ရွှေပြောင်းချိန်ချသူများနဲ့လူနည်းစုအတိုင်းအဝန်းများကိုကာကွယ်ပေးဖို့စီစဉ်ထားပါတယ်။ ဖက်ဒရယ်ရန်ကုန်ဝင်အစိုးရထောက်ပံ့ငွေတွေကိုမှုခိုမှုခိုမှုကိုလျှော့ချဖို့ဒေသခံဝင်ငွေရင်းမြစ်တွေကိုအားကောင်းစေဖို့လှုံ့ဆော်မှာဖြစ်ပါတယ်။အိမ်ခါကမတိုးမြင့်ရေအခမဲ့အများပြည်သူတည်ယူပို့ဆောင်ရေးကလေးထင်းချောင်းမှုစနစ်လိုမျိုးအရေးကြီးတဲ့လူမှုရေးအစီအစဉ်တွေဟာဘ ਹੁ အစိုးရရဲ့အထောက်ပံ့ရပ်ဆိုင်းသွားရင်တောင်ဆက်လက်လဲပတ်နိုင်စေဖို့တေချောင်းကြိုးပမ်းသွားမှာဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကမန်နာနီဟာထရန့်ကိုပူးပေါင်းဆောင်ရွက်ဖို့အတွက်လမ်းဖွင့်ပေးခဲ့တာပါပဲ။ တကယ်လို့ထရန့်ဟာပြည်သူတွေရဲ့နေထိုင်မှုကုန်ကြစရိတ်အစားအစာဈေးနှုန်းနဲ့ငွေကြေးဖောင်းပွားမှုတွေကိုရှော့ချဖို့တကယ်ပဲကူညီချင်တယ်ဆိုရင်ဇပွဲဝိုင်းမှာအတူထိုင်ဆွေးနွေးဖို့အသင့်ရှိပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုရဲ့ပြဿနာတွေဟာနိုင်ငံရေးလက်လက်တစ်ခုဖြစ်လာလို့မရပါဘူး။မန္တန်ဒီပေါ်တိုက်ခိုက်မှုတွေဟာအဲ့ဒီမှာရပ်တန့်မသွားခဲ့ပါဘူး။ဒီတစ်ချိန်မှာတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေကတူဦးဖြစ်တဲ့ Elon Musk ကသူ့ရဲ့ Twitter အကောင့်ကတစ်ဆင့်ဝင်ရောက်လာခဲ့ပါတယ်။ ။ဒီလိုမတ်ဆာရွေးကောက်ပွဲမဲလှမ်းမှတ်ပေါ်မှာဇိုဟန်မန်နာနီရဲ့နာမည်ဟာနှစ်ကြိမ်ပေါ်နေတာကြောင့်မဲမတမာမှုရှိတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်တာဟာမဲပေးသူတွေကိုလှည့်စားတာဖြစ်ပြီးဒီဆွဆွဲချက်ကိုချက်ချင်းပဲနာမည်ကြီးစာရေးဆရာအဒန်ကိုဟန်အပါအဝင်လူအများပြားကငြင်းဆိုခဲ့ကြပါတယ်။အီလိုမတ်ဆာနယူးယောက်ရဲ့ရွေးကောက်ပွဲစနစ်ကိုနားမလည်ကြောင်းရှင်းပြခဲ့ပါတယ်။နယူးယောက်ရဲ့တရားဝင်စည်းမျဉ်းများအရနိုင်ငံရေးပါတီတစ်ခုထက်မကဥပမာ Democratic Party နဲ့ Working Family Party တို့ကကိုယ်တိုင်လောင်းတူးတဲ့ကိုပံ့ပိုးပေးရင်သူ့ရဲ့နာမည်ဟာမဲလက်မှတ်မှာနှစ်ကြိမ်ပေါ်ထွက်လာတာကတရားဝင်ပါတယ်။ဒါပေမဲ့ဒီလိုတိုက်ခိုက်မှုမျိုးကမန်ဒာနီအတွက်အသက်ဆန်းမဟုတ်ပါဘူး။မဲဆွဲစည်းရုံးရေးကာလကလေးကသူဟာမီဒီယာတွေနဲ့ထိတ်တန်းနိုင်ငံရေးသမားတွေရဲ့ပြစ်မှတ်ဖြစ်ခဲ့ပါတယ်။သူ့ကိုကွန်မြူနစ်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဂျူးဝါဒီဆန့်ကျင်သူစသဖြင့်အမျိုးမျိုးဆွဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ဒီဆူဆဲချက်တွေအားလုံးမှာတူညီတဲ့ပုံစံတစ်ခုပဲရှိပါတယ်။သူတို့ဟာမန်ဒာနီရဲ့မူဝါဒတွေကိုတိုက်ခိုက်တာမဟုတ်ပဲသူ့ရဲ့မူလအမှတ်သားသူ့ဘသူလဲဘယ်ကလာလဲဘာကိုယုံကြည်တယ်လဲနဲ့သူ့ရဲ့အတွေးခေါ်ယူဆတွေကိုတိုက်ခိုက်နေကြတာဖြစ်ပါတယ်။မန်ဒာနီဟာစနေဟောင်းမှာလက်အောက်ခံအဖြစ်နေဖို့ငြင်းပယ်ခဲ့ပါတယ်။ဒီစနေဟောင်းဟာငွေရှိသူတွေနဲ့အာဏာရှိသူတွေအတွက်သာဝန်ဆောင်မှုပေးနေတယ်လို့သူကယူဆပါတယ်။ဒါကပဲအမေရိကန်နိုင်ငံရေးထိပ်တန်း အပိစာတိအများပြားကိုချိန်ချောက်စေခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။မန္တန်ဒီအတွက်တော့နိုင်ငံရေးဆိုတာယာရုနေရာအတွက်မဟုတ်ပဲလက်ရှိအခြေအနေဟောင်းကို ခုခံတိုက်ခိုက်ခြင်းဖြစ်တယ်လို့ကြွေးကြော်ထားနေလို့ဖြစ်နေလို့ပါပဲ။ဖက်ဒရယ်ဆိုရရဲ့အကြီးအကျယ် PR တွေနဲ့ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့တိုက်ခိုက်မှုတွေကြားကနေကမ္ဘာအကြီးဆုံးနဲ့နိုင်ငံရေးအရှုပ်ထွေးသောမျိုးဖြစ်တဲ့နယူးယောက်မှာ အများစုရဲ့ထောက်ခံမှုကိုမန္တန်ဒီကအနိုင်ယူနိုင်ခဲ့တယ်ဆိုတဲ့အချက်ဟာ တကယ့်ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုကျွန်တော်တို့သင်ယူရရှိစေပါတယ်။ငွေကြေးဟာအောင်ပွဲကိုအမြဲတမ်းဝယ်ယူနိုင်ခြင်းမရှိပါဘူး။စဉ်းစားကြည့်ပါ။ဘီလီယံ26ဦးဟာမန်နာနီကိုရှုံးနိမ့်မှုအတွက်ဒေါ်လာ22တန်းကျော်ကိုသုံးစွဲခဲ့ကြပါတယ်။ငွေကြေးဖိအားတွေမဲဆွဲစည်းရုံးရေးအမှောင်ချခြင်းတွေနဲ့မီဒီယာဝါဒဖြန့်မှုတွေကိုအစွမ်းကုန်အသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့ဒါတွေအားလုံးဟာလူမှုအခြေပြုလှုပ်ရှားမှုရဲ့ရှေ့မှောက်မှာပြိုလဲသွားခဲ့ရပါတယ်။ ဇိုဟန်မနာနီရဲ့အောင်ပွဲနောက်ကတကယ်အမှန်တရားဟာဘီလီယံနာရီရဲ့ငွေတုပ်ထဲမှာမရှိခဲ့ပါဘူး။သူ့ကိုနိုင်ရစေခဲ့တဲ့အရာကတော့လူသားတွေနဲ့စစ်မှန်တဲ့ဆက်သွယ်မှုပါပဲ။မှတ်တမ်းတွေအရမန္တန်နီရဲ့မဲဆွဲစည်းရုံးရေးဖွဲ့ကစေတနာဝန်ထမ်းတသိန်းကျော်ဟာမြေပြင်တိုက်ရိုက်ကွင်းဆင်းခဲ့ကြပြီးမဲဆွဲစည်းရုံးရေးတွေလုတ်ကင်ဆောင်ရွက်ခဲ့ကြပါတယ်။ဒါဟာငွေပေးပြီးငှားရမ်းထားတဲ့ဝန်ထမ်းတွေမဟုတ်ပါဘူး။ယုံကြည်ချက်နဲ့လှုပ်ရှားသူတွေပါ။ တို့ဟာကမ္ဘာအကြီးဆုံးမြို့ကြီးတွေထဲကတစ်ခုဖြစ်တဲ့နယူးယောက်မြို့တော်သူမြို့တော်သား၃တန်းရဲ့တံခါးတွေကိုထောက်ခဲခောက်ခဲ့ကြပါတယ်။ဒါဟာရိုးရိုးမဲဆွဲတာမဟုတ်ပါဘူး။ပြီးတော့တို့ဟာပြည်သူတွေရဲ့အတန်ကိုနားထောင်ခဲ့ကြတယ်။တို့ရဲ့ခက်ခဲတွေကိုဆွေးနွေးခဲ့ကြတယ်။ပြီးတော့ပြောင်းလဲမှုအတွက်စီယုံခဲ့ကြတယ်။ဒီမြင်ကွင်းဟာသူ့ရဲ့ပြိုင်ဘက်တွေနဲ့ဒေါ်လာ22တန်းကျော်ရန်ကြော်ညာရီဘီလီယံနာ26ဦးရဲ့ထောက်ပံ့မှုတွေနဲ့နှိုင်းယှဉ်ကြည့်ပါတဖက်ကငွေကြေးနဲ့ဝယ်ယူထားတဲ့မီဒီယာလွှမ်းမိုးမှုဖြစ်ပြီး တစ်ဖက်ကတော့လူသားချင်းချင်းမျက်နှာချင်းဆိုင်စကားပြောဆိုနေပါတယ်။ဒါကပဲမန်ဒါနီရဲ့အောင်ပွဲရဲ့အဓိကလျှို့ဝှက်ချက်ဖြစ်ပါတယ်။သူ့ကိုနိုင်ရစေခဲ့တာဟာပတ်စံပေးထားရတဲ့မီဒီယာဝါဒဖြန့်မှုတွေကြောင့်မဟုတ်ပဲစိတ်လိုလက်ရရှိတဲ့ပြည်သူတွေသာဖြစ်ပါတယ်။ဒါပေမဲ့ဒီအောင်ပွဲဟာပန်းတိုင်မဟုတ်ပါဘူး။ဒါဟာတကယ့်တိုက်ပွဲရဲ့အစသာရှိပါသေးတယ်။မန်ဒါနီဟာအခုဆိုရင်ကြီးမားလာတဲ့ဝင်းတို့ဝင်းမိုးကြီးတစ်ခုကိုသူ့ရဲ့ပခုံးပေါ်မှာထမ်းပိုးထားရပါပြီ။ ဒီစိန်ခေါ်မှုအားလုံးထဲမှာအကြီးမားဆုံးကတော့ဇီယွန်ဝါရပေါ်တူထားရှိတဲ့ပြတ်သားပြီးပြင်းထန်တဲ့ရည်ကြီးကြတော့မယ်ဖြစ်ပါတယ်။ဇီယွန်ဝါရဟာအမေရိကန်ရဲ့နိုင်ငံရေးနိုင်ငံခြားရေးဝါရနဲ့လုံခြုံရေးကဏ္ဍတွေမှာသာမကသူအခုအုပ်ချုပ်မဲ့နယူးယောက်မြို့ရဲ့အဖွဲ့အစည်းတွေထဲမှာပါကြီးမားတဲ့ဩဇာလွှမ်းမိုးမှုရှိနေတဲ့အင်အားစုကြီးတစ်ခုဖြစ်ပါတယ်။အမေရိကန်နိုင်ငံရေးမှာပါလက်စတိုင်းရေးဟာပေါက်နေတဲ့ဓာတ်ကြိုးလိုတင်စားခေါ်ဝေါ်ရလာအောင်ထိတို့မိသူတိုင်းနိုင်ငံရေးဘဝပျက်စီးသွားနိုင်တဲ့ အထီးကိမ်းခံတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံရေးသမားအများစုဟာဒီအကြောင်းအရာကိုရှောင်ကွင်းမှုစူးစမ်းနေချိန်မှာ မန်ဒာနီကတော့သူ့ရဲ့မဲဆော်ပွဲတစ်ခုလုံးကိုဒီချက်ဒီချက်အပေါ်မှာတိဆောက်ခဲ့တာပါ။သူဟာယာရူးရရင်လှုပ်ဆောင်မဲ့အစီအစဉ်တွေကိုပုံမွေလင်းလင်းကတိပြုထားခဲ့ပါတယ်။ညူယောက်မြို့ရဲ့အများပြည်သူဆိုင်ရာယင်းနှိမ့်နှံ့မှုတွေဥပမာမြို့ဝန်ထမ်းတွေရဲ့ကြီးမားလှတဲ့ပင်စင်ရံမုံတွေကိုဇီယွန်ဝါဒနဲ့ဆက်ဆက်နေတဲ့ပါလက်စတိုင်းခွင့်ရေးချိုးဖောက်မှုတွေမှာပါဝင်နေတဲ့ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တာတွေရပ်တန့်စေမယ်လို့ကတိပြုထားပါတယ်။ဒါဟာ Wall Street ကအင်အားကြီးလုပ်ငန်းစုတွေကိုတိုက်ရိုက်စိန်ခေါ်လိုက်တာပါ။ပို့ပြီးထိလွယ်ရှားလွယ်ဖြစ်တာကတော့ New York ရဲတပ်ဖွဲ့နဲ့ Israel စစ်တပ်တို့ရဲ့စေတုနှစ်ပေါင်းများစွာနက်နက်ရှာရှာအမြင့်တွင်နေခဲ့တဲ့ပူးပေါင်းဆောင်ရွက်မှုကိုဖျက်တောက်မယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒီစီဇန်တွေဟာအကြမ်းဖက်မှုတံပြန်ရေးလိမ့်ကျမှုခေါင်းဆောင်အောင်မှရှိနေပေမဲ့ဝေဖန်သူတွေကတော့ဒါဟာနယူးယောက်ကလူနည်းစုရက်ွက်တွေကိုစောင့်ကြည့်ထောက်လန်းတာ ရဲတပ်ဖွဲ့တွေကိုစစ်တပ်ဆန်ဆန်ပြုမှုစေတာတွေဖြစ်ပေါ်စေတယ်လို့ပြင်းပြင်းထန်ထန်ယုံကြည်ထားကြပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေဟာအန်ဒီရဲ့အလွန်မြင့်မားတယ်ဆိုတာရှင်းရှင်းလင်းလင်းသိသာနေပါတယ်။သူဟာနိုင်ငံရေးလော်ဘီဖွဲ့တွေကိုတာမကဘန်နာရေးအင်အားစုတွေနဲ့လုံခြုံရေးဖွဲ့စည်းတွေကိုပါတပြိုင်တည်းရင်ဆိုင်ရတော့မှာပါ။ဒီအခြေအနေတွေကိုသာမန်နာနီတယောက်အေးအေးဆေးဆေးကင်တွယ်နိုင်ခဲ့မယ်ဆိုရင်လူတို့ရဲ့အင်အားနဲ့အရင်းရှင်တွေရဲ့လွှမ်းမိုးမှုကိုစတင်တိုက်စားပြစ်နိုင်တဲ့ကမ္ဘာနိုင်ငံရေးရဲ့အခန်းအသစ်တစ်ခုဖြစ်သမိုင်းရေးထိုးနိုင်ပါလိမ့်မယ်။ ဒီချိန်အားလုံးကစောင့်ကြည့်နေတဲ့မိကွန်ကတော့သူ့ရဲ့အစိုးရအဖွဲ့တစ်ခုလုံးကိုလှုပ်ခါပြစ်ဖို့ချောင်းနေတဲ့ Trando အဖွဲ့နဲ့အင်အားကြီး Lobby ရဲ့ PR တွေကြားမှာမြို့တော်ဝင် Zohan Mandani တယောက်ဘလောက်ထိကြံ့ကြံ့ခံရက်တည်နိုင်မလဲစောင့်ကြည့်ကြရအောင်ပါအမြင်လေးတွေကိုလည်းလွတ်လွတ်လပ်လပ်မျှဝေပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်